လုံးမဲမင်္ဂလာပါရှင်ကျမကအထက်တန်းရှိနေဒေါ်စုတနာတိဖြစ်ပါတယ်ရှင်ဒီမိထားတဲ့မိကွန်းလေးကိုကျမဖြေချပေးပါမယ်ဆရာမရေတလင်းနှမရပေါင်းရလာမရနှစ်ယောက်လုံးကနေခြင်းတဲ့သဘောတူတယ်ဆိုရင်ပေါ့ဆိုတဲ့ဒီသူသိခြင်းတဲ့မိကွန်းလေးကိုမိမြန်ထားတာဖြစ်တယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ကျမဖြေချပေးပါမယ်ရှင်အဲ့တော့ဒါတလင်းတမားစနစ်ကျင်းသုံးခြင်းဆိုင်ရာဥပဒေနဲ့ဓာတ်ရိုက်ဆက်ဆက်နေတဲ့မိကွန်းဖြစ်တယ်ပေါ့အဲ့တော့2015ခုနှစ်ဩဂတ်လ31ရက်နေ့မှာပြဋ္ဌာန်းခဲ့တဲ့တလင်းတမားစနစ်ကျင်းသုံးခြင်းဆိုင်ရာဥပဒေကဒါအကုန်လုံးကတည်ထားပြီးသားဖြစ်တယ်ပေါ့နော် အဲ့တော့ဒီဥပဒေရဲ့ရည်ရွယ်ချက်ကိုကျမတို့ကသိဖို့လိုတယ်နောက်တစ်ခုကကြတော့ကဲနှစ်ယောက်စလုံးကသဘောတူပါပြီပေါ့နော်အဲ့တော့ပေါင်းလို့ရလားမရဘူးလားဆိုတော့မိငွန်းလေးဖြစ်သွားပြီအဲ့တော့နှစ်ယောက်လုံးကသဘောတူတယ်ဆိုရင်တောင်မှပဲဒီဥပဒေရဲ့ရည်ရွယ်ချက်နောက်တစ်ခုကရဲရဲပိုင်တဲ့အမှုဖြစ်တဲ့အတွက်ပေါ့နော်ဒီတစ်ယောက်ကဟိုပထမတစ်ယောက်နဲ့ယူထားတယ်ဥမာနောက်တစ်ယောက်ကိုလည်းထပ်ယူမယ်ပေါ့နော်အဲ့တော့ဒီဥပဒေရဲ့ ရဲရေးပိုင်လားမပိုင်ဘူးလားဆိုတဲ့အကြောင်းရင်းကိုလည်းသိဖို့လိုပါတယ်အဲ့တော့ဒီဥပဒေကရဲရေးပိုင်တာဖြစ်တဲ့အတွက်ဒါလက်ရှိပေါင်းသိနေတဲ့ဒီအမျိုးသမီးနေရာလုံးကသဘောတူတယ်ဆိုရင်တောင်မှပေါ့နော်ဘသူမဆိုးတိုင်တန်းလို့ရတဲ့အမှုမျိုးစားဖြစ်ပါတယ်အမှုမျိုးစားဖြစ်တဲ့ရဲစခန်းမှာသွားပြီးတော့အမှုဖွင့်တိုင်တန်းလို့ရတဲ့အနေအထားမျိုးဖြစ်သွားမယ်ပေါ့နော်အဲ့တော့ဒီဥပဒေရဲ့ရွေချက်ကိုကျွန်မပြောချင်တာဒီဥပဒေရဲ့ရွေချက်ကတလင်တမားစနစ်ကိုကျင့်သုံးဖို့နောက်တစ်ခုကဒီလိုတလင်တမားစနစ်ကိုကျင့်သုံးခြင်းအပြင်တရားမဝင်မရပေါ့နော်ဖြစ်တဲ့အဖြစ်ကနေပြီးတော့ကာကွယ်ပေးဖို့နောက်တစ်ခုကဟို ိုပြောမယ်ဆိုတယောက်နဲ့တယောက်ပေါ့နော်ဒီတစ္ဆာရှိရှိနဲ့ပေါင်းသင်းနေထိုင်ဖို့နောက်ဒီလိုမျိုးမရတယောက်ထပ်ပို့ပြီးယူတဲ့အတွက်ပေါ့နော်ဖြစ်ပေါ်လာနိုင်တဲ့ပြဿနာတွေပေါ့အဲ့ဒီအဥ္စာတွေကိုဒီပြီးတော့ကာကွယ်ဖို့အတွက်ဖြစ်တယ်အဲ့တော့အဓိကတော့ပြောမယ်ဆိုလို့ရှင်တော့ဒီလင်မယားတွေတလင်းတမယားစနစ်ကိုကျင့်သုံးပြီးတော့ပေါ့နော်ဟိုတယောက်နဲ့တယောက်အိမ်တော်ဘက်အပေါ်မှာတစ္ဆာရှိပြီးတော့ပေါင်းသင်းနေထိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီဥပဒေကိုပြဋ္ဌာန်းလိုက်တာဖြစ်တယ်တယောက်ထပ်ပို့ပြီးတော့ယူပိုင်ခွင့်မရှိပါဘူးရှင်အဲ့တော့ဒီဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းမှာဟို2015ခုနှစ်ပေါ့နော်ဒီအခုချိန်ဒီဒီဆဲဖြစ်နေတဲ့ တွက်ဒီကာလအတော်တွင်းမှာပေါ့နော်တယောက်ထက်ပိုပြီးတော့မယူပါဘူးပေါ့နော်တကယ်လို့ယူခြင်းနဲ့ဆိုလို့ရှိရင်ပထမအိမ်တောင်နဲ့တရဝင်းကွာရှင်းထားပြီးသွားဖြစ်သွားတယ်ဆိုတော့မှဒါအဲတခြားတယောက်ကိုထပ်မံပြီးတော့ဟိုပေါင်းသိမ်းလို့ရမယ်အဲ့လိုမှမဟုတ်ဘူးပေါ့နော်ဟိုဒီတိုင်းမဲ့ကွာထားရုံနဲ့ပေါ့နော်ကွာထားတယ်ဆိုတော့ တရဝင်ကွာရှင်းတာမဟုတ်ဘဲနဲ့ကွဲနေတဲ့အနေထားမျိုးမှာတောင်မှာပေါ့နော်တရဝင်ကွာပြီးသွားပြီဆိုတော့ဟိုကိုယ့်ဘောက်ကိုထင်ပြီးတော့တခြားတဲ့ယောက်ကိုသွားပြီးတော့ထိမြလက်ထက်တယ်ဆိုရင်တလင်တများစနေကျင်းသုံးကျင်းဆိုင်ရာဥပဒေနဲ့လည်းဇွဲဆိုလာနိုင်တယ်ဒါလေးကတော့ဖြည့်ဆက်ပြီးတော့ပြောပြတာဖြစ်ပါတယ်ဒါကြောင့်မလို့ပေါ့နော်နှစ်ယောက်လုံးသဘောတူတယ်ဆိုရင်လည်းမရပါဘူးတလင်တများစနေကိုကျင်းသုံးရမယ့်အဓိကရည်ရွယ်ချက်က အရေးကြီးပိုင်တဲ့အမှုဖြစ်တဲ့အတွက်ပေါ့နော်မိသူမဆိုးမှုဖွင့်တိုင်တန်းလို့ရတယ်ဆိုတဲ့အကြောင်းလေးကိုဥပဒေဘုဟုသူကရရှိစေဖို့အတွက်ကျွန်မမျှဝေပေးလိုက်တာဖြစ်ပါတယ်ကြီးစုပြီးတဲ့သူတွေအကုန်လုံးကိုလည်းဂျေစုအများကြီးတင်ပါတယ်ရှင်အဲ့တော့အများပြည်သူသိရှိအောင်ဟို post လေးကိုမျှဝေပေးသွားလို့ရပါတယ်ရှင် အားလုံးပဲမင်္ဂလာပါရှင်ကျမကအထက်တန်းရှိနေဒေါ်စုတနာတိဖြစ်ပါတယ်ရှင်အခုမိထားတဲ့မိကွန်းလေးရတော့ဗောနော်မရင်ငယ်မကလေမရှိဘူးမုတ်ဆိုးမဆိုရင်ရောတရားဆွဲဆိုလို့ရလားဆိုတဲ့အကြောင်းလေးကိုမိထားတာဖြစ်ပါတယ်เนาะအဲ့တော့တလင်တမားစနစ်ကျင်းသုံးချင်းဆိုင်ရာဥပဒေနဲ့အရေးယူမယ်ဆိုလို့ရှိရင်တော့ဗောနော်အဓိကတော့ဟိုတရားဝင်ဗောနော်မကွာရှင်းထားရသေးဘူးเนาะအိမ်တော်ရှိရသားနဲ့အိမ်တော်ကြီးတည်မြဲနေတဲ့ကာလအတော်အတွင်းမှာအခြားသူတဦးနဲ့တရားမဝင်ပေါင်းသိနေထိုင်နေထပ်မှန်ပြီးတော့ထိမ်းမြားနေထိုင်တဲ့အခါကြတော့မှာဗောနော်ဒီလိုမျိုးအိမ်တော် င်ကြီးဖောက်ပြန်တဲ့လူကိုတလင်တမားနဲ့ဆွဲဆိုရမှာဖြစ်ပါတယ်အဲ့တော့မင်းငယ်မကလင်းမရှိဘူးမုတ်ဆိုးမဆိုတဲ့အတွက်ဒီဥပဒေအရကြတော့ဗောနော်အဲလူပြိုလူလွတ်တယ်နောက်တစ်ခုကကြတော့ဒီမုတ်ဆိုးမဆိုတာက तू က तू အိမ်တော်မရှိတော့ဘူးဗောနော် तू ကလူလွတ်ဖြစ်တဲ့အတွက်နေပြီးတော့သူ့ကိုတရားဆွဲဆိုလို့မရပါဘူးရှင်ဟိုတချို့ကကြတော့ဗောနော်ဟိုဘယ်လိုပြောမလဲအိမ်တော်တော့ရှိတယ်တရားဝင်ကွာထားတာမဟုတ်ဘူးဆိုတဲ့အနေအထားမျိုးဆိုလို့ရှင်เนาะတလင်တမားနဲ့တရားဆွဲဆိုလို့ရတယ်ဆိုပြီးတော့ကျွန်မမျှဝေပေးလိုက်ပါတယ်ရှင်